လူတိုင်းလူတိုင်းရဲ့ဘဝရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုတာပညာရေးသည်တကယ့်ကိုမိရင်ပမာဖြစ်ပါတယ်အဲ့တော့မောင်မိုက်နေတဲ့အခုလိုအခက်ခဲကာလမှာတကယ့်ကိုပညာဖြင့်ပြန်လည်ဥဆောင်ကြမယ်စီးပွားရေးတွေကျန်းမာရေးတွေတကယ့်နိုင်ငံအခြေအနေတွေအားလုံးကိုပညာတတ်တွေများစွာလိုအပ်လာပါတယ်စီးပွားရေးကြာဆင်းနေချိန်မှာလည်းပဲစီးပွားရေးခေါင်းဆောင်တွေများစွာပေါ်ထွန်းလာဖို့လိုအပ်ပါတယ်အပေါ်နဲ့အေးကြောထားတဲ့ဘောကမိတ်ဆွေရတို့ ရောထလာသည့်လောကသဘာဝကြာဆုံးခြင်းအောင်မြင်ခြင်းရောထလာသည့်လောကသဘာဝလောကမှာပညာရှိတို့သည်ဒီသဘာဝအမှန်လေးရအနည်းဆိုင်ကြောင်းဆိုင်အားလုံးသည်လောကကြီးမှာနေနေသမျှသဘာဝကြကြဖြတ်တမ်းအဆိုးအကောင်းကြားမှာတော်တွဲပြီးတော့အောင်မြင်နိုင်စွာကြိုးစားရန်သူမိတ်ဆွေကြားမှာနေတဲ့အောင်မြင်ခြင်းကြာဆုံးခြင်းကိုလက်ခံပြီးတော့တတ်သိရှိရှိဖြတ်တမ်းကိုဆရာဒီနေ့အားလုံးကိုအားပေးပါ ော်ဒီနေ့ပြောစင်တာလူတွေရှိတဲ့နောက်မတိုင်းလူတွေချက်တဲ့နောက်မတိုင်းကံမှဥဆောင်ဘဝဆိုတာကံရဲ့အခွင့်အရေးလောက်ရှင်ရရှိအောင်ပြည့်ပြည့်သားသားပြန်လာနေလို့ နေ့ဥစွာဒီခန္ဓာမှာဆရာဆရာအပေါ်မှာယေရှုရှိတဲ့သူတွေနဲ့သကလုံးနဲ့တလုံးနဲ့အားလုံးကိုယေရှုဆက်ရှင်ပါယေရှုဆက်ရှင်တက်ပြီမှတ်သွားမယ်ဘွေးရမောင်မေဒီနေ့ဒီချိန်ခါဒီယေရှုဆက်ရှင်တက်ပြီမိဘတွေအတွက်ဆရာသမားတွေအတွက်ဘုပေါ်မှာယေရှုရှိတဲ့သူတွေအတွက်ယေရှုဆက်ရှင်တက်ပြီ